မင်္ဂလာပါ UFC 323ပြိုင်ပွဲရဲ့မြန်မာပရိသတ်တွေစောင့်မျှော်နေကြတဲ့မချင်းလူငယ်ဖိုက်တာဂျိုရှူအာဘန်နဲ့ Flyweight Champion ပန်တိုဂျာရူချန်ပီယံလူပွဲကိုမနက်ဆယ်နိုင်ဝန်းကျင်လောက်မှာကြီးရှုရတော့မှာပါဒီပွဲစဉ်ကိုအမေရိကန်နိုင်ငံနီဗာဒါပြည်နယ် Las Vegas မြို့မှာရှိတဲ့ T-Mobile Arena ကွင်းမှာကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်ဂျိုရှူအာဘန်ကပြီးခဲ့တဲ့ဇွန်လအတွင်းက UFC Flyweight တိုင်းရဲ့အဆင့်တက်သတ်မှတ်ခံထားရတဲ့ Brandon Rivel နဲ့ရှင်မြိုင်တိုးတက်ခဲ့ရမှာအမှတ်နဲ့အနိုင်ရခဲ့တာကြောင့်အချီချမ်ပီယံဖြစ်သူ Pandoja Si ကချမ်ပီယံကပ်စိန်ကို ထိုးတက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ Joshua Ban က Professional MMA ကစားသမားဘဝ second ပွဲထိုးတက်ထားခဲ့ရမှာ15ပွဲနိုင်2ပွဲရှုံးနိမ့်ထားပြီး UFC မှာတော့6ပွဲထိုးတက်ခဲ့ပြီး10ပွဲနိုင်2ပွဲပဲရှုံးနိမ့်ထားခဲ့တာပါ။ UFC ကိုရောက်တဲ့နနစ်ကျော်ကာလအတွင်းမှာချန်ပီယံကပ်လူခွင့်ရတဲ့အထိ စွန်းဆောင်ပြထားနိုင်တဲ့လူငယ်ဖိုက်တာတယောက်ပါ permission fighter တယောက်ဖြစ်တဲ့ Joshua ဘာနေနဲ့ flyweight champion ကပတ်တာဒီပွဲမှာရရှိခဲ့မယ်ဆိုရင် UFC တမိုင်းတစ်လျှောက်ဒုတိယမြောက်အသက်ငယ်ဆုံး champion စုကိုစုခုတဲ့ fighter ဖြစ်မတော်ဝင်သွားမှာလည်းဖြစ်ပါတယ်တောင်ခုနှစ်ပွား fighter တွေထဲမှာ Joshua ဘန်က champion ကပတ်စင်ကိုဝဲကို ပထမဆုံးထိုးရမယ် fighter ပါ Joshua ဘန်ဟာလက်တီထိုးချက်တမနစ်ကို၈တမ၈၆ ချက်ထီထိုးနိုင်တဲ့လူငယ်ဖိုက်တာဖြစ်ပြီးတော့လက်ရှိဖိုက်တာတွေထဲမှာ BMF Champion Max Holloway နောက်ဘွဲ့တဘွဲ့အတွင်းထိုးချက်တွေအများဆုံးထိုးနိုင်တဲ့ဒုတိယမြောက်ဖိုက်တာနေရာမှာလည်းရပ်တည်ထားတာပါ PR တွေအောက်မှာမတုံ့လောက်တတ်တဲ့လူငယ်ဖိုက်တာ Joshua Ban ကဘွဲ့အတွင်းမှာအုံနောက်သုံးပြီးပြိုင်ပွဲရဲ့အခြေအနေကိုအကဲခတ်ကစားတတ်တဲ့ဖိုက်တာတယောက်ပါ private dan champion လူပွဲမှာအောက်ခြေပေါက်နေတဲ့ Joshua Ban ကခမမှုတွေမှာအသာရနေတဲ့ပန်တိုဂျာကို အနိုင်ယူပြသွားနိုင်မလားစိတ်ဝင်စားစောင့်ကြည့်သွားရမှာပါအားလုံးကိုကျေးဇူးများ යි တမလေး